ရှမ်းမတော်မူကြပါစေခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲပေါ်လာရပါဒီ channel လေးကပြည်ပချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုတ်တင်ဆက်ပေးချင်တာကတော့ကနေဒီတောင်တိုက်ပွဲကိုဥဆောင်နေတဲ့ဗျူဟာမှုဘုံမှုလှမျိုးထွတ်တန်းရအပြည့်ထန်ရရှိတာကြောင့်တီးတိမ်မှာစေကုတနေရပြီးချစ်တက်ဖွဲ့တွေကနေဒီတောင်ကုန်းကိုပြန်လည်သိမ့်ပိုက်ပြီးနောက် တာဝန်တိုင်းကုန်းစစ်အုပ်စုစခန်းကိုဆက်လက်ထိုးစစ်ဆင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်အိန္ဒိယမြန်မာနယ်စပ်ကုန်းသွေးရေးလမ်းပေါ်ကစစ်အုပ်စုတင်ပိုက်ထားတဲ့ကနေဒီတောင်ကုန်းကိုတော်လိုင်းအင်အားစုတွေကနိုဝင်ဘာလ18ရက်နေ့မှာပြန်လည်တင်ပိုက်ထိန်းချုပ်နိုင်ခဲ့သလိုစစ်အုပ်စုဘက်ကတိုက်ပွဲမှာဥဆောင်ကုတ်ခဲ့တဲ့စစ်အုပ်စုချီလင်တရင်ခလာရ269ဗျူဝမှုဘူမှုလမျိုးထွတ်ဒဏ်ရာအပြစ်ထက်ရရှိကဇေဝကုတမှုခံယူနေရတယ်လို့ဒေသခံစီးတရင်ချင်းတွေကပြောပါတယ်။ စေအုစုတက်တွေကအော်တိုဘာလ29ရက်နေ့ကလေးကကလေးနှစ်ချောင်းဝေဘူးလမြို့ကနေစစ်ကြောင်းတကြောင်းတိတိမ်မြို့ပေါ်ကနေစစ်ကြောင်းတကြောင်းကလေးမြို့ကလေးတိတိမ်လမ်းမကြီးဘက်ကနေစစ်ကြောင်းတကြောင်းစုစုပေါင်းအင်အား900ခန့်ပါတဲ့စစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်နေတာဖြစ်ပါတယ်စစ်ကြောင်းတွေဝင်ရောက်ပြီးနောက်စေအုစုတက်တွေကချင်းတော်လည်တက်တွေတင်ပိုက်ထားတဲ့ကနေဒီတောင်ကုန်းနဲ့ဝေဘူးလမြို့ကိုတပတ်ကြာပြန်လည်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်စေအုစုတက်တွေထိန်းချုပ်ထားတဲ့ကနေဒီတောင်ကုန်းကိုချင်းတော်လည်တက်တွေက နိုဝင်ဘာလ19ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့တိုင်းငင်ကြည့်ရနဲ့တာဝါရိုင်းကွန်ဆယ်ဆူစခန်းကိုဆက်လက်ဒိုးစစ်ဆင်နေတယ်လို့ချင်းညိနောင်စီးတရေရှိမြစ်တူကပြောပါတယ် PDF ဇိုလန်ကလည်းကနေဒီတောင်ကိုပြန်ရတယ်တိုင်းငင်တာဝါရိုင်းဂုံးကိုထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းမှာအနောက်မြောက်တိုင်းနမခတ်တိုင်းမူအမိတ်နဲ့မကွေးတိုင်းဂန်ကောမြို့အခြေစိုက်ချီလင်တရင်ခလရ90တက်ကနေချင်းပြည်နယ်တိတိမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ကကနေဒီတိုက်ပွဲကိုဥဆောင်ကုတ်ကဲနေတဲ့ ခလာရ269ပြူအမှုဗိုလ်မှုလှမျိုးထွတ်ဒဏ်ရာအပြည့်အဝရရှိခဲ့တာကြောင့်တိတိမျိုးဘုံကစေယုတ်ကြီးမှစေဝါကုတ္တမှုခံယူနေရတယ်လို့စေရေးတရေးမြစ်တူကပြောပါတယ်ကနေဒီတိုက်ပွဲမှာဒဏ်ရာရတာမုံရနမခစစ်တိုင်းမှုအမိတ်နဲ့မကွေးကနေပြောင်းလာတာဗျူဟာမှုဗိုလ်မှုလှမျိုးထွတ်တဲ့တိတိစေယုတ်ကြီးမှစေကုနေတယ်လို့ဆိုပါတယ်ဒါအပြင်တိုင်းငယ်တာဝါတိုင်းဂုံးကိုတိုးစစ်စင်ချိန်မှာလဲစေယုတ်စုတက်ပြစ်ခတ်မှုကြောင့် ကျေးမျိုးသားတဦး CND CNF ကရဲဘော်နှူးကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာတော့ကလေးတီးတိမ်ဖလန်လန်ကြီးတျှောက်နဲ့ဖလန်မျိုးအနီးမှာစေအုစုနဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲပြင်းထန်နေပြီးစေအုစုကလေချောင်းနဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေတယ်လို့စီးသတင်းရှိမြစ်တွေကပြောပါတယ်။ဒါအပြင်ချင်းပြည်နယ်တီးတိမ်နဲ့ဖလန်မျိုးနယ်တွေကိုစစ်ကြောင်း၃ကြောင်းနဲ့၃ဘက်နှိပါးကြာစစ်ကြောင်းထိုးနေတဲ့စေအုစုတပ်တွေဟာနိုဝင်ဘာလ၁၈ရက်နေ့မှာ ဖလန်မြို့နယ်စလီမိုင်ခန့်အကွာကိုစစ်ကြောင်းတွေရောက်ရှိနေတယ်လို့ဆိုပါတယ်။ချင်းပြည်နယ်မှာတော့ချင်းတော်လည်းတပ်တွေကဖလန်မြို့အပါအဝင်မစ်တပ်ကံပတ်လက်မတူပြီးဒုံးစံကြီးခါရီကော်ဒါလိုင်းလင်းပြီးကျင်တွေးမကွီးအိမ်နူနှော်ရီရေစွာစုခွားမြို့တွေကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးပလောဝမြို့နယ်စမီမြို့တွေကိုတော့အရခတ်တတော် AA ကတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ဟာခါတန်တလန်တီးတိမ်ခိုင်ကန်းမြို့နယ်တော်လိုင်းအင်အားစုတွေတိမ့်ပိုက်ထားတဲ့ ဝေဘူလာမြို့အပါအဝင်မြို့ငါမြို့ကိုစစ်အုပ်စုကပြန်လည်ထိန်းချုပ်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ကြောက်ဖြူမင်းပြင်မှာဝင်းရောက်ချေကိုယူထားတဲ့စစ်ကြောင်းနှစ်ကြောင်းအနက်တကြောင်းကိုအေအေတိုက်ခတ်ချေမုန်းကကြောင်တင်ဆက်ပေးပါမယ်ကြောက်ဖြူမြို့နယ်မင်းပြင်ရွာမှာဝင်းရောက်ချေကိုယူထားတဲ့စစ်အုပ်စုရဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ကတကြောင်းကိုဂျမနီနေလေကအာရကတ်တတော်အေအေမှဝင်းရောက်တိုက်ခတ်ချေမုန်းခဲ့တယ်လို့သတင်းရရှိပါတယ်အဲ့ဒီလိုချေမုန်းခံရတဲ့အတွက်အကြံဖတ်လီတက်ကဂျက်ဖိုက်တာများနဲ့ မင်းပြင်းရွာအနီးဝန်းကျင်ကိုယမနီညနေပိုင်းအထိအပြင်းထန်ဘုံကျဲတိုက်ခိုက်နေတယ်လို့စစ်မြေပြည်သတင်းရင်းမြစ်တူကဆိုပါတယ်။မင်းပြင်းကြီးရွာမိုးလေဝသရေဒါစကန်နဲ့ရေစကန်တို့မှာအ திக ခြေကုပ်ယူထားတဲ့စစ်တပ်ဟာအနီးပတ်ဝန်းကျင်ကြီးရွာတွေကို drone အပါအဝင်လက်နက်ကြီးတွေနဲ့နှောက်ယှက်ဖျက်ဆီးတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်ရွာတွေကစစ်ကြောင်းကိုအေကဝင်းရောက်တိုက်ခိုက်ခြေမုံတာပါလို့ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့အတွက်အကြံဖတ်စစ်တပ်ကအကြံဆုံးများပြီးအ ਨੇ စုံ10ဦးခန့်ကိုအေအေကလက်ရဖမ်းဆီးမိခဲ့တယ်လို့၎င်းကဆိုပါတယ်အခုလို drone လက်နက်ကြီးတွေနဲ့အနီးအနားကကြေးရွာတွေကိုပစ်ခတ်မှုပြုလုပ်နေတဲ့အတွက်စစ်တပ်စစ်ကြောင်းတစ်ခုတည်းကမင်းပြေရွာထဲမှာနေရဝင်ယူတက်ဆွဲထားတဲ့စစ်ကြောင်းကိုဒီမနေ့နေ့လေကအေအေကအပြင်းထန်ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တာပါစစ်တပ်ဘက်အကြံဆုံးများပြီးစစ်သားစေယုတ်ကြော်လဲ AAC မှာအဖမ်းခံခဲ့ရပါတယ်လို့ ၎င်းကသတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါရယ်ယခုလ14ရက်နေ့မနက်09:00ကျော်ခန့်ကလည်းမင်းပြင်းမိုးလေဝသရေဒါအဆောင်ရှိမှဝါရဖြန့်တပ်ပုံရိုက်ရန်တန်းစီနေစဉ်အေအေတိုက်ခိုက်ခဲ့တဲ့အတွက်စစ်သားအများအပြားသေဆုံးခဲ့ပါသေးတယ်။မိုးလေဝသစကန်တဲ့မှာလည်းသေတာများတယ်အခုလည်းစစ်သားတွေသေတာများပါတယ်။ရွာတွေနဲ့ရွာပြင်တွေမှာကင်းယူနေတဲ့စစ်သားတွေကိုအေအေကလျှက်တစ်ပြက်ဝင်လာပြီးအကုန်စီးနှင်တိုက်ခိုက်လိုက်တာပါစစ်ကြောင်းတစ်ခုလုံးအကုန်ချေမှုန်းခံရရတယ်လို့ဆိုပါတယ်။ ယခုကဲ့သို့တိုက်ခိုက်မှုအပြီးအေကဖန်စီရမိသူများနဲ့ဖန်စီရမိတဲ့လက်နက်ခဲယမ်းများကိုတည်ယူရန်လှုံ့ဆော်နေစဉ်မိုးလေဝသစခန်းမှစစ်ကြောင်းနဲ့တခြားစစ်ကူပူးပေါင်းတပ်ဖွဲ့များရောက်ရှိလာတဲ့အတွက်နိုင်ဝက်လောက်နှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်မင်းပြင်ရွာအနီးပတ်ဝန်းကျင်နေရာတွေကိုလက်ရှိအချိန်ည6နာရီကျော်9နာရီအထိလီရင်နဲ့အကြီးအကျယ်ဘုံကျဲတိုက်ခိုက်နေခဲ့တယ်လို့၎င်းကဆိုပါတယ်။အေတပ်ဖွဲ့ဝင်များမှ မင်းမတိရမကပဲမင်းပြင်ရွာမအသာစီးနဲ့နောက်ဆုတ်လာခဲ့တယ်လို့သိရှိရပါတယ်။ဒီလ14ရက်နေ့မနက်စင်တိုင်းကြုံစားအချိန်မှာဖြစ်ပွားခဲ့တဲ့မင်းပြင်မိုးလေဝသ radar scan တွေတိုက်ခိုက်ခံရမှုမှာလဲဝါရပြက်တပ်ပုံရိုက်ဖို့တန်းစီနေတဲ့စစ်သား20ခန့်သေဆုံးခဲ့ကဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့တီးတဲ့မျိုးအနီးတိုက်ပွဲမှာစစ်တပ်ဘူတအူအပါဝင်စစ်သား9ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်တီးတိမ်မြို့အနီးတိုက်ပွဲမှာစီတက်ဘူတူအပအဝင် ခုနှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းရော့အလင်းတက်မှကိုမင်းတက်တာကပြောကြပါတယ်။နိုဝင်ဘာလ10ရက်နေ့ကတီးတိမ်မြို့ကနေထွက်ခွာလာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာဗျူဟာမူလှမျိုးထွတ်အပအဝင်တက်စီတစ်ခုလုံးတိုက်ခိုက်ခံရပြီးစီတက်မှဘူတူအပအဝင်ခုနှစ်ဦးပွဲချင်းပြီးသေဆုံးကဗျူဟာမူလှမျိုးထွတ်အပအဝင်၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒဏ်ရာအပြင်းထန်ရရှိတဲ့ ဗျူဟာမှုလှမျိုးထအပါဝင်စစ်သား၄ဦးကိုတီးတင်မြို့စေယုံမှာတင်ပို့ကုသထားကြောင်းသိရှိရပါတယ်။တရင်ကအတီဖြစ်ပါတယ်။တီးတင်စေယုံမှာတက်နေတာပါ။ရှေတန်းထွက်တာကသူနဲ့တူတူကတက်စိတ်တစိတ်သူ့အပါဝင်စစ်တပ်ဦးအဲ့ဒီအထက်မှာခုနှစ်ယောက်ကပွဲချင်းပြီးကြတာသေတဲ့အထက်မှာစစ်တပ်ကဗိုလ်တဦးပါတယ်လို့သိရပါတယ်။တီးတင်မြို့နာကတိုက်ပွဲမှာပါပဲ။နောက်ဆက်တွဲသေလားရှင်နေသေးလားတော့အတီမပြူရသေးဘူး။ သူ့ရဲ့ Facebook အကောင့်ကတော့မတွေ့ရတော့ဘူးလို့ရောလင်းတက်မှကွန်မန့်တက်တာကရန်ကုန်ခေတ္တသတင်းဌာနကိုပြောကြပါတယ်။ဝမ်ပိုက်ကြီးထိမှန်တရားညာဘက်ပေါင်ကြီးထိမှန်တရားတို့ ਨੇ တီးတိမ်မျိုးစေးရုံမှာတက်ရောက်ကုသမှုခံယူနေရတဲ့ဗျူဟာမှုဘုံမှုလှမျိုးထွတ်အောင်အနောက်မြောက်တိုင်းစစ်တနာကျုပ်နမခတ်တိုင်းမှုအမိန့်နဲ့ဂန်ကောမျိုးအခြေဆိုင်ခလာရ90တရင်မှချင်းပြည်နယ်တီးတိမ်မျိုးအခြေဆိုင်ခလာရ26ကိုတရင်ကိုအော်တိုဘန်လာအတွင်းပြောင်းရွှေ့ရသူဖြစ်ကြောင်းသိရှိရပါတယ်။မိသားစုကပါမင်မထင်ဘူးဗျာ။ ကံကုန်းမှာလည်းသူတယောက်ပဲမိသားစုကတခြားမှာသူ့မိခင်တရင်ကတက်မှခုံခုံကပါရခိုင်ပြည်နယ်နခခငားမှာလည်းတာဝန်ကျဘူးတယ်နခခငားမကြမီသူကမကွေးကိုပြောင်းတယ်မကွေးကနေမှကံကုန်းကိုရောက်တာရောတေတောက်ကိုကလောတက်ငားငားနဲ့တက်မှခုံခုံကတက်သားရိရောပို့ထားတာတက်မှငားငားကိုပြန်ခေါ်ပြီးရင်တက်မှခုံခုံကိုပြန်ပို့တယ်အဲ့ဒီလိုမျိုးပေါ့ချင်းပြည်ပြောင်းကစားကချင်းစာမိတော့မဲလို့ကျွန်တော်ပြောခဲ့ဘူးတယ် ပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကလေမရွာလူတက်မှုကသူ့လက်ချက်ပဲလို့ရောလင်းတမ်းမှာကိုမင်းတပ်သားကရှင်းပြပါတယ်။ပြီးခဲ့တဲ့မေလ၁၂ရက်နေ့နနက်၂နာရီခန့်ဂံကောမြို့နယ်ခလာရ၅၁ရင်းမှထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာလေမရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးနောက်ကြေးရွာနေကလေးငယ်များအပါအဝင်လူငယ်၁၁ဦးကိုပြစ်တက်ကပြည်သူများကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဖြတ်သွားတဲ့ ပြည်သူ၁၁ဦးမှာအသက်၂၄နှစ်အရွယ်ကျော်စန်းခိုင်အသက်၂၃နှစ်အရွယ်တပ်ပိုင်ဦးအသက်၃၉နှစ်အရွယ်အောင်ကြည်မင်းအသက်၂၅နှစ်အရွယ်နေလင်းဦးအသက်၂၈နှစ်အရွယ်ညီလေးအသက်၁၉နှစ်အရွယ်ဂျွန်ကိုဝင်းအသက်၁၅နှစ်အရွယ်တီယာလေးအသက်၁၅နှစ်အရွယ်မျိုးတီဟအသက်၁၂နှစ်အရွယ်ရှန်ထွန်းအသက်၁၉နှစ်အရွယ်ကျော်မြတ်သူနဲ့အသက်၁၃နှစ်အရွယ်မိုင်းဝေတို့ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကားတော့စေဥစုဝင်လာတော့မယ်လို့တရင်ထွက်နေတဲ့မိုးကုတ်မြို့အခြေအနေကိုတင်ဆက်ပေးပါမယ်။တရုတ်ဂျာဝင်စစ်ဆက်ခဲ့တဲ့အပြစ်ခက်ရဲစေးရဲ့သဘောတူညီချက်အရတောင်းလမြော်ရေးတက်မတော် TNL အနေနဲ့ဗရမများမြေဖြစ်တဲ့မိုးကုတ်မြို့ကနေစုခွာပေးရဖို့ရှိနေပါတယ်။ TNL အနေနဲ့မိုးကုတ်မြို့ဘက်ကမစုခွာခင်စေဥစုကိုမြို့ရင်းတာဝန်ယူခေါ်သွင်းလာမယ်ဆိုတဲ့တရင်တွေထွက်ပေါ်နေတာကြောင့်ဒေသခံတွေအနေနဲ့စိုးရိမ်မှုတွေရှိနေကြပါတယ်။ လက်ရှိမှာဘာတွေစိုးရိမ်နေရလဲဆိုရင် TNL တွေကစက္ကဆကိုမျိုးတဲ့ခေါ်ဝင်လာပြီးရင်ကြောက်မဲနဲ့တီဘောလိုမျိုး PDF နဲ့ဆက်နွယ်တယ်ပြောပြီးဖမ်းမယ်ရတဲ့ရွာတွေမှာလည်းစက္ကဆရဲ့လူတွေရှိတယ်လေသူတို့တွေအာချောင်ပြီးတော့ပြောလိုက်ရင် မဆိုင်တဲ့သူတွေကအလကားနာတော့မလို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးမိုးကုတ်ဒေသခံတဦးကပြောပါတယ်လက်ရှိမှာတော့စစ်အုပ်စုမျိုးတဲ့ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေသာထွက်ပေါ်နေတာကြောင့် မိုးကုတ်မြို့ကန်ဒေတာကန်တချို့ဟာမြို့ကိုစွန့်ခွာထွက်ပြေးတင်းရှောင်မှုတွေအလောတကြီးလှုပ်ဆောင်နေကြရပါတယ်။မြို့တွေကလူတွေတော်တော်များများပြေးနေကြတယ်။ဘယ်လိုလူတွေလဲဆိုရင်မွေးကန်ဒီကိုယ်ဝန်တွေတွေအသက်ကြီးရွယ်အိုရှိတဲ့သူတွေလေဖြတ်ပြီးမပြေးနိုင်တဲ့သူတွေနှလုံးရောဂါရှိတဲ့သူတွေကလင်းငယ်လေးတွေရှိတဲ့သူတွေအဓိကကလီရင်နဲ့လာချင်းမှကိုမခံနိုင်တဲ့သူတွေအဲ့ဒီလိုလူတွေပဲပြေးကြတာများတယ်။ဂျန်နာရီတော့ရှိနေပါတယ်လို့ဒေတာကန်ကပြောပါတယ်။ကြံခဲ့တဲ့သူအများစုဟာမိုးကုတ်မြို့ရင်းက ကြောက်ကုံတွေတွင်နဲ့စီးပွားရေးလုပ်ငန်းရှိတဲ့သူတွေဖြစ်တယ်လို့သိရှိရပါတယ်။မိုးကုတ်မြို့ရင်းကို TNL တပ်ဖွဲ့ကိုယ်တိုင်ကစေအုပ်စုကိုဒီနိုဝင်ဘာလကုန်ပိုင်းမှာခေါ်သွင်းလာမယ်ဆိုတဲ့သတင်းတွေဟာကြေကြေပြန့်ပြန့်ထွက်ပေါ်နေတာကြောင့်ဒါနဲ့ပတ်သက်ပြီးအတီးပြုတ်နိုင်ဖို့အတွက် TNL ပြောရေးဆိုခွင့်ရှိသူလူရည်ဦးကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမျိုးတော့မရှိသေးပါဘူး။မိုးကုတ်မြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်း TNL နဲ့မဟာမိတ်တော်လှန်ရေးတပ်တွေကသိမ်းယူခဲ့တာပါ။ မိုးကုတ်မြို့ကို TNL ကပြန်လည်လွှဲပြောင်းရပေမဲ့မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့မန္တလေး PDF မိုးကုတ်ဗျူဟာအပါအဝင် NUG ရဲ့ PDF တရင်တပ်ဖွဲ့တွေကတော့မိုးကုတ်မြို့ကိုကာကွယ်သွားဖို့ဆက်ရှိနေမယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားကြပါတယ်။တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုနဲ့ TNL နဲ့စစ်အုပ်စုဟာတရုတ်နိုင်ငံကုမင်းမြို့မှာကိုယ်ကျင်းမြောက်တွေ့ဆုံဆွေးနွေးခဲ့ပြီးအပြစ်ခတ်ရက်စဲဖို့သဘောတူလိုက်ကမိုးကုတ်နဲ့မိုးမိတ်က TNL တွေပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့သဘောတူညီချက်ယူခဲ့ကြောင်း TNL ကပြီးခဲ့တဲ့လအော်တိုဘာလ29ရက်နေ့မှာကြေညာခဲ့တာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ရွှေကုတ်ကမှ online ကွန်ရက်နဲ့ပတ်သက်တဲ့စက်ပစ္စည်းမှန်သမျှလက်စဖြောက်ဖြက်စည်းရန်စိုးဝင်အမိန့်ထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာစက္ကစဒုကောင်းဆောင်စိုးဝင်ကရွှေကုတ်ကိုမြို့တစ်ကိုစီးနေထားပြီး၎င်းတို့စစ်တပ်အနေနဲ့ကြားဖြတ်ကွန်ရက်နဲ့ပတ်သက်တဲ့ပစ္စည်းမှန်သမျှ လက်ဆပ်ဖြောက်ဖြက်စည်းရန်အမိန့်ထုတ်ထားကြောင်း Thai Thai PBS North တင်းကနိုဝင်ဘာလ19ရက်နေ့ညနေပိုင်းမှာရေးသားဖော်ပြခဲ့ပါတယ်။သတင်းများအရရွှေကုတ်ကိုကို KK Pack ကဲ့သို့ဒိုင်နမိုက်များနဲ့ဖောက်ခွဲပျက်စီးမာလာလို့ဒုရဖြစ်နေချင်း Thai သတင်းများအရ BGF ခေါင်းဆောင်များနဲ့စစ်ကောင်စီတို့မြောက်ဝတီမှာရွှေကုတ်ကိုအရေးဆွေးနွေးမှုအဆင်မပြေမှုများရှိနေတယ်လို့ဖော်ပြနေကြပါတယ်။ Thai PBS North ရဲ့ဖော်ပြမှုတွေမှာ DKPA နဲ့ PGF တပ်တွေဟာရွှေကုတ်ကူမတရုတ်နိုင်ငံသားတွေတင်းရှောင်နိုင်ရန်တည်ယူပို့ဆောင်ပေးနေတယ်လို့ဖော်ပြထားသလိုထိုင်းဘက်ကမဲဆောင်မျိုးဘက်ကတောင်ရင်မြစ်ဖြတ်ကျော်ကူလာတဲ့နိုင်ငံသား39ယောက်ကိုလည်းထိုင်းစစ်တပ်ကဖမ်းဆီးထားတယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပလောမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုလက်နက်6လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းပလောမြို့နယ်အကြပ်ဖတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ လက်နက်6လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗိတ်တဝဲခရင်ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ18ရက်နေ့မှာပလောမြွနဲ့ပလောကြီးရွာအုံစုအတွင်းကိုဝင်ရောက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရေးတိုက်ပွဲအတွင်းမှာအချက်ဖတ်စစ်သားများထံမှ MA1 တနက်၄လက် MA3 တနက်၂လက်နဲ့ခရင်တချို့သိမ်းဆည်းရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကို KNDO တရင်ခုနှစ်ကရင်အမျိုးသားကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်းက တက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်စက်တင်ဘာလ၈ရက်နေ့ကလည်းပလောမြို့နယ်ထမင်းမစားကြီးရွာမှာခလာရ၂၈၃ညတရင်အမတ်တ၃တညကိုတရင်အမတ်စနစ်တက်မတော်လေးကျင်ရင်တန်းကျမစစ်သားအင်အား၄၀ခန့်ဖြင့်ပူးပေါင်းတက်ဆွဲထားတဲ့တက်စကန်ကိုလည်း KNL ကရင်အမျိုးသားလူမျိုးရေးတက်မတော်တက်မဟာလီလက်အောက်ခံ KNTO တရင်ခုနှစ်တက်ခွဲနှစ်တက်ခွဲက KNL အထူးတက်ဖွဲ့ ပလောပြည်သူကာကွယ်တပ်ဖွဲ့နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ကြကြောင်းသိရှိရပါတယ်။အလားတူဩဂတ်လ18ရက်နေ့ကလည်းပလောမြို့နယ်အောက်ဘူးအင်ဖုန်ကြီးရွာအုပ်စုအတွင်းမှာစစ်တပ်ရဲ့ကလရနှစ်ရှင်ကတရင်မှာတပ်ဆွဲထားတဲ့တမိုင်းတောင်စကန်းကုန်းကို KNTO နဲ့ KNLA တပ်တွေကရိတ်ခါဖြတ်တောက်ပိတ်ဆို့မှုများပြုလုပ်ခဲ့တဲ့အတွက်ကြောင့်စစ်သားအလုံးစကန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ် တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆုလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ